ဟိုအချို့ကကြတော့ background ရှိရယ်ဗျာသိရမလားအချို့ကကြတော့ background မရှိဘူး background မရှိတဲ့ခါကျတော့ဒါတွေအရေးကြီးတယ်အတမဲဘဝအကြောင်းတင်တဲ့အရေးကြီးရယ်အဲ့တော့ तू ကနောက်ခံမရှိဘူးငွေကြီးတောင်းတင်ဘူးငွေကြီးတောင်းတင်တဲ့လူတွေကဘာမှမဖြစ်ဘူးငွေကြီးမတောင်းတင်တဲ့ကျွန်တော်တို့ဒီရွှေပြောင်းလုပ်သားတွေရောဒီမှာပေါ့နော်ဒေါ်လာရေးကြောင်းရောက်လာခဲ့တယ်ဒေါ်လာရေးရောက်လာတဲ့လူတွေတော့မြန်မာတော့ဒုက္ခများပါတယ်အဲ့သူတို့တွေရောဆိုတော့ဒါဒီကောင်တွေအရင်အရေးကြီးတာပေါ့ ျွန်တော်ကတော့အောင်ဟင်းပေါ့နာမည်ကဒီ PDF ထဲပေါ့အခုလက်ရှိကနာနာနေတော့ဟုတ်โอเคအခုဒီတင်နန်းကိုဘယ်လိုမျိုးသိရှိဆက်တွေ့ဖြစ်ခဲ့တာလဲအာဒီတင်နန်းကိုကတော့ကျွန်တော်ဟိုပြည်သူပန်းနိုင်ပြည်သူပန်းနိုင်မှာဒါလေးလုံမယ်ဆိုတော့တွေ့တယ်ပြီးမှတွေ့တော့အားနဲ့ကျွန်တော်တက်ချင်တယ်လေတက်ချင်တယ်ဆိုတော့အားနဲ့ဟို အဲ့မှာဖောင်တင်ဖို့အတွက်ကိုကဘလူတင်ရမလဲမသိဘူးပြားကြတယ်ကျွန်တော်ကလည်းအဓိကဟို CDN လည်းမဟုတ် PDF ဆိုတော့အဲ့ထဲမှာ CDN ဖောင်တွေပဲဖြည့်ထားတာဖြည့်ရဆိုအဲ့ဒါကိုကိုတော်ရလက်မိကိုတော်ရကျွန်တော်အဲ့ဒါလေးတက်ချင်တယ်ဗျာကျွန်တော်ဘလို့အဲ့ဒါဆိုညီလေးဖြည့်လိုက်အဖြည့်လိုက်ပြီးသွားရင်ညီလေးတက်ချင်တော့ကိုပြောပေးမယ်ပေါ့ဒါပေမဲ့စီစစ်ကြည့်ဟောမင်းတကယ်စိတ်ပါလားပေါ့မင်းပြီးရက်ထိတင်တဲ့တက်မလားဟိုအများအကုန်လုံးမေးတယ်ကျွန်တော်တက်မယ် ကျွန်တော်အဆင်ပြေအောင်တက်ပေးမယ်ကျွန်တော်လာပေးမယ်ဆိုပြီးတော့အားရတယ်သူကโอเคအဲ့ဒါဆိုရင်တော့အဲတက်ပေါ့နော်သူလုတ်ပေးရပေါ့အဓိကကဘာကြောင့်တက်ချင်ရလဲကျွန်တော်တို့ကတော့အေးပင်ပင်မမလှုပ်လှုပ်လို့မရတော့ဗျာဒီမှာကိုလက်အင်ကလည်းဆုံရှုံထားတယ်ဆိုတော့ဒီဒီဘယ်လိုရလဲလက်မှုပဲပညာရဲ့ဒီပညာလေးတက်ခုပညာရဲ့လေးတက်ခုကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းပညာရဲ့ကလေးတက်ခုတက်မြောက်ချင်တယ်အဲလိုမျိုးတက်မြောက်ချင်တယ်ဒါလေးနဲ့လည်းဟိုဖြစ်နိုင်ဟို ဒီအခုလက်ရှိအခြေခံအခြေခံတွေမှာသူ့ဘောတစ်ဆင်းဆင်းအဲ့လိုမျိုးတွေနဲ့ဟိုကိုဘဝရှိရေးအတွက်လည်းအဲ့လိုမျိုးလေးတော့လှုပ်ချင်တယ်လှုပ်ချင်တယ်အဲ့မှာအစိုးရတွေကကျွန်တော်ကဒီဖုံးပြတင်တဲ့တက်ဖို့ပဲဟိုအပြင်မှာပေါ့နော်တက်ဖို့ကိုကြိုးစားနေတာဗျာအဲ့မှာတင်တဲ့သေးတွေကမတက်နိုင်ဘူးဗျာတခါတင်တဲ့တစ်ခုဆိုရင်အဲ့အပီးဒီတော့ဘတ်9000 6000 9000လောက်ကြာတယ်ကျွန်တော်စုံစမ်းလိုက်တဲ့အခါကျတော့အဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်မတက်နိုင်ဘူးမတက်နိုင်တော့အခုပြည်သူ့ဘဏ္ဍာအဲ့လိုလောက်တယ်ဆိုတော့ကိုယ်က ကွတ်တိကြွားသွားတာတဲ့ဟာအဲ့လိုမျိုးကွတ်တိကြွားသွားတော့အဲတက်ဖြစ်တာပေါ့နော်ဒီကနေပြီးတော့တစင်းစင်းတစင်းစင်းဒီသွားမယ်အခြေခံအနေမှာသူအားသူတစင်းစင်းကိုယ့်ရဲ့တံမွေဝမ်းကြောင်းအလုပ်တစ်ခုလိုမျိုးသွားမယ်အထိရရည်ရထားအဲ့တော့ကျွန်တော်အခက်အခဲမရှိဘူးဖြစ်ဖြစ်လာတာကတော့ကျွန်တော်တို့ဒီစကားသားနဲ့ပေါ့နော်ဟိုကျွန်တော်အဲ့ဒီကြွားတရားမှာပေါ့ဒီကောင်းလေးကသူတို့ကျွန်တော်တို့ကျွန်တော်တို့ရဲ့လမ်းကိုပေါ့နော်တို့မျိုးကိုသွားတဲ့လမ်းကိုကျွန်တော်တို့ကဖြတ်သိမ်းထားတာ ဖျက်လို့ဒိန်းလာအဲ့ဒီကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့ဟာလဲရွာနဲ့လမ်းနဲ့အတူတူပဲရွာရွာထဲမှာပဲအဲ့လမ်းอ่ะဗောနော်အဲ့လမ်းကိုကျွန်တော်တို့အဲ့ရွာကိုကျွန်တော်တို့ဒိန်းလာတာဒိန်းလာတော့သူတို့ကထောက်ဖို့ပို့ဖို့အတွက်ကအဆင်မပြေဘူးအမပြေတဲ့အခါမှာသူတို့ကပစ္စည်းပို့ဖို့အတွက်ဒီဘယ်လိုမျိုးစစ်ကြောင်းထိုးတာဗော အဲတကူဆိုရင်တော့ဒီလိုမျိုးဆက်ကြောင်းထိုးလာတယ်ဘာညာဆိုရင်တို့ပစ္စည်းပိုးလို့ရအောင်ကျွန်တော်ကဒင်းမြေဆိုးမိုးထားတာပဲရှိရယ်ပိုင်သိမ်းထားတယ်အဲ့လိုမျိုးကြီးမရှိရခါကြတော့တော်တော်တို့ထောက်ဖို့ပို့ဖို့ဆိုရင်ကျွန်တော်တို့ကနည်းနည်းပါတိုက်ပွဲဖြစ်ပြီးတော့ပြန်ဆုတ်ပြီးလိုက်တယ်နည်းနည်းပေါ့နော်လမ်းသွားလို့ရတယ်ဒီထုတ်ပြတဲ့သွားမင်းတို့ထောက်ဖို့ပြန်ပြီးတော့ပေါ့ကျွန်တော်ဘာလို့ဆိုကျွန်တော်အဲ့မျိုးကျွန်တော်ဝိုင်းထားတာအဲ့မျိုးဝိုင်းထားတာဆိုတော့ဟိုဘယ်လိုပြောမလဲ ဟိုအရင်ကိုကောင်နဲ့ထိခိုက်သွားမှလည်းမလိုချင်ဘူးဗျာတကယ်ဒီမရှင်းပေးထားတာလည်းမဟုတ်တဲ့ခါကျတော့အဲ့လိုရွာဆိုးမိုးတုံယုံပဲဆိုပေးတာဒါအဲ့ဒီတခါမှကျတော့သူတို့ဘက်ကကျွန်တော်တီးရတော့မကြည်ဝမ်းနေပဲပါလာတာပါလာအဲဂျီဝမ်းကနေပြောသူကအဲ့မျိုးကိုသွားတဲ့အချိန်မှာဒီရွာကိုသူဖြတ်သွားတာဟုတ်ဖြတ်သွားတော့ကျွန်တော်ဆိုးမိုးထားသူမကြိုက်ဘူးဗျာမကြိုက်တော့ကျွန်တော်တို့စင်ကြောင်း9ရက်လောက်ကြီးဆက်တိုက်ထိုးတာကျွန်တော်ပထမတနေ့ဆိုတော့တော်တော်ကြီးကိုထိုးလိုက်တယ်အင်အား150လောက်နဲ့ဝင်ထိုးရဲကျွန်တော်တို့ နဲ့အမတိုက်ပွဲကြီးဖြစ်တယ်9ရက်လောက်ဒီလေရင်နေပါသူတို့ကစစ်ကြောင်းလို့ရတယ်သူတို့လေရင်နေပါကူတော့နောက်ဆုံးဖြစ်သွားတော့အဲ့9ရက်မြောက်နေ့မှာပဲဒီကောင်တွေပြန်ဆုတ်သွားတာပြန်ဆုတ်သွားတော့အဲကျွန်တော်တို့ကအဲ့ဒီရှင်းလင်းတက်လောက်တာပေါ့နော်ဒီကြောက်ကျွန်တော်တို့ရထားတဲ့ကြောက်ပြန်ပြီးတော့ကျွန်တော်တို့ပြန်ရတာ哦သူတို့ပြန်ဆုတ်သွားတာချင်းရှင်းလင်းတက်လို့ဒီကောင်တွေကမိုင်းထောင်သွားတာမိုင်းထောင်သွားတော့အဲဟိုကျွန်တော်ကအဲ့ဒီအချိန်မှာဘယ်လိုလဲဒီ ဟိုတမူးပေါ့နော်အဲ့ဒီဒီဘက်တလိုင်းကြောင်းရဲ့တမူးတောင်ဝင်ယူထားတာပေါ့တမူးတောင်ဝင်ယူပြီးတော့တက်သွားတာတက်သွားတာဆိုတော့အဲ့ဒီမှာကျွန်တော်ရဲဘော်တွေကိုကျွန်တော်ဂိမ်းပုံပြန်ချခဲ့ပြီးတော့ဟိုအိမ်နေအိမ်နေမားတွေကောင်းနေသွေးတွေပဲအဲ့လိုမျိုးရှိတယ်သွေးတွေတန်နေနဲ့သစ်ကူထားတာတွေရှိတော့သူတို့လို့ပြောမှာအဲ့ရွာသားတွေအပြန့်နေမှာလीအ ျွန်တော်တို့ရွာတွေကတော့တိုက်ပွဲပြီးသွားပြီဆိုတော့ပြန်နေကြရတယ်အဲ့လိုမျိုးဒါတော့ရွာတဲ့အိမ်ထဲမှာသွေးတွေတန်နေနေဆိုရင်ဗျာသူတို့မတတိမာသေးလို့ဒါကြတော့ကျွန်တော်တို့ကအဲ့ဒီသွေးတွေတန်တွေကိုပြန်ပြီးတော့တန်ရှင်းလုပ်ပေးဖို့ရှင်းလင်းပေးဖို့အလားနောက်မှရှိတဲ့အဲ့လိုမျိုးပေါ့ပါကဖားတွေပြန်ပြီးတော့ရော PDF ကရဲဘော်တွေအဲ့လိုမျိုးနောက်မှကြံခဲ့ရဲဘော်တွေတော့ခေါ်ပြီးတော့ဒီရွာလုံးကြုံပြီးလုံးကြုံသားရဆိုအဲ့မှာပြန်ခေါ်မှာအဲတိုက်ပွဲပြီးတော့မှာပဲဒီကောင်လေးထိုင်ထောင်ထောင်ခဲ့တာပေါ့မိုင်းအမှနေမိတယ် ညော်မှန်းထားကြတဲ့တွေ့ကြုံရမယ့်အခြေအနေကကျွန်တော်ပြသည်တင်နှပေးတယ်ပေါ့နော်တင်နှပေးတာခုနှစ်ပတ်ခုနှစ်ပတ်ဆိုတာတကယ်တမ်းပညာရက်တစ်ခုတည်းကလုံလောက်တဲ့အချိန်မဟုတ်ဘူးဗျာနော်ဒီကဲတော့အခုဆရာတွေပြီးလိုက်တဲ့အခါတွေကလည်းကျွန်တော်တို့ကဒါဖုန်းတစ်လုံးကိုယ်လက်ထဲရောက်လာပြီဆိုဘာဖြစ်လဲဟိုရွှေရှာတတ်သွားတယ်လုံတက်ကင်တတ်သွားတယ်အဲအဲ့ဒီအနေထားပေါ့တခြားတွေပို့ပို့ပြီးတော့ဟိုဒီလောက်ပြီးတဲ့အချိန်နဲ့ ်အခုလက်ရှိရထားတဲ့ပညာနဲ့ကတော့ဒါတကယ်လို့ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတာဟိုကျွန်တော်တို့အပြင်မှာဆိုတင်တဲ့ဖုံးပြင်တင်တဲ့တက်မယ်ဆိုအနေဆုံးလေးလတက်ကမှာပေါ့အဲအဲ့လိုမျိုးတွေပေါ့တို့အဲအခြေခံပေါ့နော်ဒါပေမဲ့ဒီမှာတို့ဆရာတွေပေးလိုက်တဲ့ဟာကတော့ဒီခုနှစ်ပတ်ပဲခုနှစ်ပတ်မှာအဲ့လိုမျိုးအဲ့ဒီကာလမှာမှာဒီရက်ပိုင်းနဲ့ပြန်တွက်မယ်ဆိုတိတ်ပြီးဟိုမှာဖြစ်ဘူးဗျာဒါမှမဟုတ်တော်တော်လေးကောင်းတယ်လို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ ိုးပေးမယ်လို့တိုးပေးမယ်လို့ထိရောက်တယ်လက်တွေ့ကြကြကျွန်တော်တို့ဟိုလေအဓိကတော့လူနေရလည်းပါတယ်လူရတဲ့နေတဲ့အခါကျတော့ဆရာကြီးက PPC တင်သင်ပေးလို့ရတာပေါ့အဲ့လိုမျိုးလို့โอเคကျေးဇူးတင်ပါတယ်ဒီသင်တန်းနေရောအခုပြီးသွားပြီဆိုတော့ဒီနေ့ဆင်းဆိုဒီဖုံးမိဟာနဲ့ဘယ်လိုမျိုးဆက်လုပ်ဖို့ကိုစိတ်ကူးပြင်ဆင်ထားတော့အခုလက်ရှိကတော့ဒီသင်တန်းပြီးပါပြီဆိုကျွန်တော်တို့တငယ်ချင်းတွေမှာဖုံးပြင်မယ်ပေါ့နော်ဖုံးပြင်နေတဲ့ဒီတန်တန်းတက်တဲ့တန်ငယ်ချင်းတွေက၄၅၆လောက်စုပြီးတော့ ကျွန်တော်တို့စိုင်လေးပုံစံမျိုးပေါ့နော်ဒီအဓိကတော့ဒီစိုင်ဆိုတာအထက်ကျွန်တော်တို့ရဲ့ပညာတွေပျောက်သွားမှာသေလို့ကျွန်တော်တို့ကလေးတလနှစ်လသုံးလလောက်ဓာတ်မကင်တော့ဆိုသွားပြီကျွန်တော်တို့ဓာတ်မေ့သွားပြီကြာတယ်မှာအဲ့လိုမေ့ပြီးသွားမမေ့မမေ့နေဘူးမမေ့နေတဲ့ပြင်မှာမှဓာတ်လေးကိုကျွန်တော်တို့ဖွဲအဖွဲအနေနဲ့အလုံလေးတစ်ခုလည်းရမယ်ကျွန်တော်တို့လေးပညာလေးလည်းရမယ်အဲအဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့စိုင်လေးတစ်ခုဖွင့်မယ်ပေါ့နော်အဲ့လိုမျိုးတော့ရီရီရထားတယ်စူးစမ်းနေပေါ့ဖြစ်အောင်လည်းလုပ်မှာပေါ့အဲအဲ့လိုမျိုးလေးပေါ့ အတံမွေးဝမ်းကြောင်းသင်္တန်းနေရတော့ဘယ်ညာပဲဖြစ်ဖြစ်ပေါ့ဗျာလူတယောက်ကဟိုလူတယောက်နဲ့တော့မတူကြဘူးเนาะဒါပေမဲ့ဟိုအချို့ကတော့ background ရှိရဗျာသိရမလားအချို့ကတော့ background မရှိဘူး background မရှိတဲ့ခါကျတော့ဒါတွေကအရေးကြီးတယ်အတံမွေးဝမ်းကြောင်းသင်္တန်းအရေးကြီးတယ်အဲ့တော့ तू ကနောက်ခံမရှိဘူးငွေကြီးတောင်းတင်ငွေကြီးတောင်းတင်တဲ့လူတက်ကဘာမှမဖြစ်ဘူး ဟိုကြီးမတောင်တဲ့နဲ့ကျွန်တော်တို့ဒီရွှေပြောင်းလုပ်သားတွေရောဒီမှာဘောတော့တော်လိုင်းရောက်ရောက်လာခဲ့တယ်တော်လိုင်းရောက်ရောက်လာလို့တော်တော်များများဒုက္ခများပါတယ်အဲသူတို့တွေရောဆိုတာဒီကောင်တွေအရင်အရေးကြီးတာပေါ့ဘာလဲဆိုတော့ဘယ်အတံမေးဥဝန်ဝန်ချောင်းပြင်ပညာရက်ပဲဖြစ်ဖြစ်အရေးကြီးတဲ့အရာတွေကြီးပဲဒီလိုမျိုးသူများနိုင်ငံမှာနေပူတော်ဆိုသေးရယ်ဗျာသိရမလားကျွန်တော်တို့ဒီဘက်မှာအပြင်သွားအလုပ်လုပ်မယ်ဆိုလဲဖန်စီပါညာခုအကိုအတံမေးဥဝန်ချောင်းအလုပ်ကလေးနဲ့အိမ်မှာအေးဆေးဆေးထိုင်လို့လို့ရတယ်ဆိုရင်အဲ့တော့ဒါကြီးအရန်ကို အဆင်ပြေတယ်ဗျာတော်တော်လေးအရေးကြီးတယ်တက်လဲတက်စေခြင်းနဲ့နောက်လုံးမဲ့သင်တန်းနေရှင်တယ်လာတက်ကြစေခြင်းနဲ့ဟုတ်ကျွန်တော်တို့အခုပြောရင်ဟောသင်တန်းပေါ့နော်သင်တန်းကပကယ်ပြောရင်ဘာလဲဆိုကောင်းတယ်ဒါပေမဲ့ရက်ကတိုးတယ်အာရက်ကတိုးတယ်ရက်ကတိုးတဲ့ပြင်မှာကျွန်တော်ဂျားရက်နဲ့နားတဲ့ရက်နဲ့လောက်ကနေရက်နဲ့အရန်ဟာတယ်အရန်ဟာတယ်အဲ့လိုမျိုးကြတော့ဒီဘက်သင်သွားတယ် ဟိုနှောက်ပတ်ကြရတယ်။ဈားထဲမှာရက်ကဟနေတဲ့ခါကျတော့ပြန်လုတဲ့ခါကျရင်ချိန်တစ်ပိုင်းလောက်ကိုကျွန်တော်တို့ပြန်နှွေးနေရတယ်။ဟိုနေတစ်ပိုင်းလောက်ပဲဖြစ်ပါတော့။အဲ့လိုအချိန်တနာရီပါပဲပြန်ပြန်ပြီးတော့နှွေးနေရတယ်။ဘာလို့ကျွန်တော်တို့တင်တဲ့တင်တဲ့သားတွေချိန်မှာလည်းပစ္စည်းကမရှိတော့အိမ်ရောက်လည်းလေ့ကျင့်လို့မရဘူးဗျာ။အဲ့လိုမျိုးစားလေးပါလေးဖတ်တလောက်ပဲရတာဆိုတော့အဲ့လိုမျိုးပြန်ပြန်ပြီးတော့ကြာတယ်။အချိန်ပို့ပြီးတော့ပေးသေးခြင်းလည်းဗျာ။တင်တဲ့ဟိုရက်အခုဆိုရင်9ပတ်ဆိုရင်ကျွန်တော်9ပတ်လို့ညာ9ပတ်မှာကျွန်တော်တို့တစ်ပတ်ကို နှစ်ရက်တက်တယ်ပေါ့နော်တပတ်နှစ်ရက်မှာ14ရက်ပေါ့အဲ့14ရက်မှာဆိုကျွန်တော်အဲ့14ရက်ကိုကျွန်တော်တို့ကရက်တူတူပဲသွားမင်း14ရက်လုံးမှာတပတ်ကို9ရက်9ရက်နှစ်ရက်နာ9ရက်တက်နှစ်ရက်နာ9ရက်တက်အဲ့လိုမျိုးဆိုရင်ရက်20လောက်ဆိုဗျာတစ်လပေါ့နော်ကျွန်တော်ပြော4ပတ်ဆိုတစ်လပေါ့အာအဲ့ဒီအနေထားလောက်ဆိုရင်ဒါတော်တော်ကြီးကိုအဆင်ပြေသွားလောက်လဲဒါပေမဲ့အခုလက်ရှိလည်းကောင်းတော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမျိုးလေးဖြည့်ပေးလိုက်ရင်ပို့ပြီးတော့ကောင်းမယ်လို့တော့ထင်တယ်ဒီလုပ်ငန်းကိုခုမှစလုပ်တာပဲနော်စလုပ်တာဆိုတော့ စလုံးမှာမလောက်ကြသေးပါဘူးစလုံးမှာပေါ့စလုံးမှာဆိုတော့ဘာတွေလိုအပ်တယ်မလို့ကလက်တွေလုတ်ပြီးမှပဲဒေတာတည်ရမယ်အခုလက်ရှိကတော့ကျွန်တော်တို့အလုံးလုံးမဲ့ပစ္စည်းတွေပေါ့နော်အဲလိုအပ်တယ်အလားလေးတွေပံပိုးပေးဖို့ပေါ့လိုတယ်ဗျာနော်ကြံတဲ့အခက်ခဲပါညာကတော့ကျွန်တော်တို့လုံနေရင်းထဲမှာပို့ပြီးတော့တည်လာမယ်အဲ့မှာဘာတွေလိုအပ်မလဲဟိုမှာဒီဒီပစ္စည်းတွေကငါတို့အဆင်မပြေဘူးဒါမှမဟုတ်ငါတို့မှလည်းမတက်နိုင်ဘူးအဲအဲ့လိုမျိုးဆိုရင်ဘာတွေလို့လုံချင်းထဲမှာပို့ပြီးတော့တည်သွားလိုက်မယ်အခုလက်ရှိကတော့ ိုကျွန်တော်ပြင်နေတဲ့ပစ္စည်းလေးတွေပေါ့ဒါလေးတွေတော့ပြင်မဲ့ပစ္စည်းလေးတွေလိုအပ်တာပေါ့နော်ဒီအကူအညီလေးတွေလိုတယ်အဲနောက်တဲ့လိုအပ်တာတွေကတော့ဒီလုံနေကန်နေရင်းနေမှာပဲဟောကျွန်တော်ပို့တိလာလဲမလို့ကျွန်တော်အခုလုံမဲ့ကောင်းလဲဆိုတာအခုမှစပါလေဘာလိုလဲဆိုတော့ကျွန်တော်အဲ့လောက်ထိတိတိကျကျမသိဘူးဒါမဲ့ပြင်မဲ့ပစ္စည်းလေးတွေလိုတယ်ပြင်နိုင်တဲ့ပစ္စည်းလေးအဲ့လိုမျိုးပေါ့ကျွန်တော်ဘယ်လောက်ထိအထောက်အပံ့ဖြစ်လိမ့်မလဲလို့မျှော်လင့်နေတော့ဟို တော်ဒါကြီးနဲ့လည်းပြန်တော့တဘွားလုံးနဲ့ဖြစ်ရင်ဖြစ်သွားတယ်ဒါမှမဟုတ်ကျွန်တော်ဘောအလုတ်ကဟို90ရာခိုင်နှုန်းတော့လေဖြဲကောင်းဖြစ်လာလေအဲလိုဒီဘယ်လောက်ထိသွားနိုင်မလဲဆိုတာတော့ဟိုကျွန်တော်ဒီအလုတ်ပေါ်မှာအဆင်ပြေမပြေပေါ်မှာတော့မူတည်ရပါတော့ဒါပေမဲ့ဘယ်အလုတ်မဆိုရင်တော့သွားနေရင်တော့ပြေမှာပါပဲကျွန်တော်ထင်တာအတော့ဒီအလုတ်လေးကဒီတိုင်းသွားနေတယ်ရှေ့ဆက်ပြီးတော့ဆက်သွားနိုင်မယ်လို့တော့ထင်တယ် ဒါနဲ့လည်းကျွန်တော်ရဲ့အတောင်မွေးဘဝကြောင့်လို့လေဖြစ်ကောင်းဖြစ်သွားနိုင်တယ်အတိကြတော့ဘယ်ရမှအတိကြတော့ပြောလို့မရတော့အဲအဲ့လိုမျိုးမျော်မှန်းထားတာတော့ဒါနဲ့ပဲဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ပြောနေတယ်ဟာတော့အခုလိုမျိုးအဖွဲစည်းလေးတွေလုပ်ပြီးရယ်အခုလိုမျိုးတောင်မွေးဘဝကြောင့်ပညာလေးတွေပြုရရင်ကိုနိုင်သလောက်ဒီရိတ်ခါထောက်ပံ့တာတွေဆေးဟောလုပ်တာတွေကုညီပံ့ပိုးတာတွေဒေါ်လာရင်းတွက်ပေါ့နော် CDM ပဲ CDM ပဲဖြစ်ဖြစ် ဒေါ်လာရင်းရဲဘော်ပဲဖြစ်ဖြစ်အကုန်လုံးလုတ်ပြရရဒါတကယ်တမ်းအရန်ကောင်းတဲ့အချက်တွေပါပဲလိုအပ်နေရပဲလေဒီဘက်မှာလည်းအများကြီးလိုအပ်တာပါအဲလိုမျိုးဆိုတော့ကိုပြပြပြောပြောမယ်ဘာတွေလိုအပ်လဲဆိုတော့ပြောနေတာဓာတ်ထပ်ပို့လုတ်ပြနိုင်မှုကောင်းတော့ဟုတ်တယ်